ုံဖုံဖေဟာမိဘတရားတော်များကိုလည်းတင်ပေးပါအောင်ဖုံဖုံတရားကအင်မတန်မှနာယူလို့ကောင်းပါတယ်ဖုံဖုံတက်တော်ရာကျော်ရှိပါစေဆိုပြီးတော့60နာကတ်လာရင်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့ထားတယ်မိဘမေတ္တာဆိုတဲ့တရားတွေကဆရာတော်တော်များများကဟောကြားကြသလိုစာရေးဆရာ ရုပ်ရှင်သဘင်ဂီတစာပေတွေမှာလည်းပေါ်ပေါ်များများရှိကြပါတယ်သာသမီတွေအပေါ်မှာထားတဲ့မိဘတွေရဲ့စိတ်ဓာတ်ကတော့ဖုံဖုံတင်ထားတဲ့မာတာပိတုကုနောအနန္တောဆိုတဲ့ပူတွေကတရပင်ကြီးရဲ့စိတ်ဓာတ်ဟာသာသမီပေါ်ထားတဲ့မိဘတွေရဲ့စိတ်ဓာတ်လို့ဖုံဖုံမြင်မိပါတယ်အနန္တောအနန္တငါးပါးမှာ အပါဝင်ဖြစ်တဲ့ မိဘနှစ်ပါးရဲ့ဂုံကျေးဇူးဆိုတာမာတာပိတုကုနောအနန္တောအဆုံးအပိုင်အခြားမရှိဘူးတဲ့တိုင်းတာလို့မရဘူးလို့ဆိုတယ်ဒွိနံဘိခွေနာသုပတိကာရံဝတာမိလောကမှာမိဘနှစ်ပါးဆိုတာလွယ်လွယ်ကူကူနဲ့ကျေးဇူးဆက်လို့မကျေနိုင်ဘူးဧကေနအံသေးနမာတရံပရိဟရေယဧကေနအံသေးနပိတရံပရိဟရေယ အမေနဲ့အဖေကိုပခုံးတစ်ဖက်စီမှာထမ်းထားပြီးတော့အနှစ်တရာပတ်လုံးကိုယ့်ရဲ့ပခုံးပေါ်မှာတင်ဥ္စာဒနာအမြဲတမ်းနတ်သားမှုကြိုင်နေလိမ့်ပေနေနေပရိမဒနာအမြဲတမ်းနှိမ့်နေပေနေနေနာဗနာနေ့စဉ်အမြဲတမ်းရည်ရည်မူရီချိုးပေနေနေတံပါဟနေနာခြေစုပ်လက်နေတွေအမြဲတမ်းပြုလုပ်ပေနေနေ မုဒ္ဒကရိတံကျင်ကြီးကျင်ငယ်တွေကိုလည်းအမြဲတမ်းသုတ်တင်ပေးနေနေအဲ့ဒါလို့မိဘကိုကျေးဇူးတွေပြန်ဆက်နေရင်တောင်မိဘကျေးဇူးကကြည်မယ်မဟုတ်ဘူးလို့ဆိုပါတယ်။နောက်မာတာပိသရောဣဒရာတိပစ္စည်းရေစီပဋိဌာပိယရေမြေပိုင်တဲ့မင်းအဖြစ်ကိုကိုမိဘတွေကိုထားပြီးထားရင်တောင် ိဘတွေရဲ့ကျေးဇူးကကျေမဲမဟုတ်ဘူးလို့ဆိုတယ်။ဘာကြောင့်ဒီလောက်ကြီးကျေးဇူးဆက်တာတောင်မိဘတွေရဲ့ကျေးဇူးကကျေမဲမဟုတ်ဘူးလို့ပြောရတာလဲဆိုရင်နာဘတ်တိကြီးမားတဲ့မိဘကုံကမာတာပိတရပုတ်တာနာအပါတကာမိဘတွေဟာသားသမီးတွေကိုမွေးလာကလေးကကျွေးမွေးလာတဲ့ကျေးဇူးဟာအလွန်များပြားတယ်။မွေးလာလို့ဘာမှမစားနိုင်ခင်မှာ မိခင်နေဟာနို့ရီနဲ့စပြီးတော့တိုက်ကျွေးခဲ့ရတယ်။နို့ရီကိုစို့တတ်အောင်ကစပြီးတော့တင်ခဲ့ရတာမဟုတ်လား။နှစ်တွေကြားလာတဲ့အထိသားသမီးတွေကိုမိခင်ရဲ့နို့ရီတိုက်ကျွေးပြီးတော့ကြီးပြင်းအောင်မွေးခဲ့ရတဲ့ဂျေဇူး။နို့ရီနဲ့လည်းမဝထမင်းကလည်းမစားနိုင်သေးတဲ့အချိန်ကြပြန်တော့လေ။မိဘတွေဟာသားသမီးတွေကိုထမင်းတွေဝါပြီးခွန့်ခဲ့ရပြန်တယ်။ ထမင်းစားနိုင်လာပြန်တဲ့အရွယ်ရောက်ပြန်တော့ပါသမီတွေကိုထမင်းနေကြွေးခဲ့ရတာဆိုရင် နှစ်ပေါင်း20 30အထိကိုကြွေးခဲ့ကြရသလိုတချို့မိုက်ရိုင်းနဲ့မတိတတ်တဲ့သားသမီးတွေကိုမိဘတွေခမရမသေးမချင်းသားသမီးတွေကိုလှုပ်ကြွေးသွားခဲ့ကြရတယ်။အဲ့ဒီမိဘတွေရဲ့ငွေကာစားကလေးလေးကလေးကကြွေးခဲ့ရတဲ့မိဘကျေးဇူးဟာကြေအောင်ပြန်ဆတ်နိုင်ဖို့ဆိုတာမလွယ်ပါဘူး။ နောက်နံပါတ်2ကြီးမားတဲ့မိဘကျေးဇူးဂုံကမာတာပြီသတော်ပုတ်တာနံပောတကာတဲ့ပါသမီတွေကို မွေးမြူခဲ့ရတဲ့မိဘတွေရဲ့ကျေးဇူးမိဘတွေရဲ့ဂုံတွေဟာအလွန်များပြားတယ်။မွေးကားစားကလေးလေးဘဝကလေးကပွေရချီရချော်ရမြောက်ရမှတ်ချင်ရင်မတန်းအောင်စောင့်ရှောက်ရဘာမှမပြောတတ်ခင်ကလေးကကလေးလေးကိုမွေးမြူရတဲ့မိဘကျေးဇူးဟာလည်း အလွန်များပါတယ်။ကျင်ကြီးကျင်ငယ်တွေပါရင်လဲနေ့နေ့ညညစားနေတုံးဖြစ်ဖြစ် အမြဲတမ်းတုတ်တင်ပေးနေရတဲ့မိပါတွေလေးဘက်ထောက်သွားတဲ့အရွယ်မှာလဲမိပါတွေကအမြဲကယူစားပြီးတော့မွေးမြူခဲ့ရတဲ့ကျေးဇူးတွေမတ်တပ်ပြေးအရွယ်မှာလဲမထီမခိုက်မပွန်းမပဲ့အောင် အမြဲစောင့်ရှောက်မွေးမြူခဲ့ရတဲ့မိပါရဲ့ကျေးဇူးတွေကျောင်းစာတက်တဲ့အရွယ်မှာလဲ နေစဉ်ဖီလိန်တုတ်တင်ကျွေးမွေးခဲ့ပြီးတော့အမဲစောင့်ရှောက်ပြီးလူလားမြောက်လာအောင်စောင့်ရှောက်မွေးမြူခဲ့ရတဲ့မိဘတွေရဲ့ကျေးဇူးတွေအဲ့ဒီကျေးဇူးတွေကြောင့်လဲမိဘကျေးဇူးကိုတုံ့ပြန်ဆက်လို့ကြီးမာမဟုတ်ဘူးလို့ကြီးဖို့မလွယ်ဘူးဆိုတာတို့ကိုပြောခဲ့တာဖြစ်တယ်။နံပါတ်3ကအိမာတာလောကတာဓာတိတာရောတဲ့။သားသမီးတွေကိုကြွေးယုံမွေးယုံနေမဟုတ်ဘဲနဲ့ လောကအကြောင်းတွေကိုကောင်းကောင်းသိအောင်သင်ပြပေးလိုပါတဲ့ကလေးလေးဘွားကလေးကဥရောဩဃာတအတော်အဘအကူအမစသည် သင်ပြပေးနေတဲ့မိဘတွေရဲ့ကျေးဇူးယူရှင်ကြောင်းဖို့ဆရာမျိုးစုံထံမှာငါသားသမီးတွေပညာတတ်ဖြစ်ဖို့ဆိုပြီးတော့သင်နန်းပေါင်းစုံကြောင်းပေါင်းစုံလိုက်အပ်ပြီးလောကအကြောင်းတွေကိုသိဖို့တတ်ဖို့ ကိုယ်တိုင်လည်းတင်ပြတင်ပြနိုင်တဲ့ဆရာလေးစီမှာလည်းလိုက်ပုံနဲ့ပြုတ်ပေးခဲ့တဲ့မိဘကျေးဇူးတွေအဲ့ဒီအချက်၃ချက်နဲ့ကိုမိဘကျေးဇူးဆိုတာတုံ့ပြန်ဆက်လို့ကြေဖို့ဆိုတာမတွေ့တာပါပဲ၁မွေးကလေးကနိုးဂျူကစပြီးတော့ကျွေးခဲ့တဲ့ကျွေးကျေးဇူး၂ဥဝဲဆိုကလေးကပိုးမွေးသလိုတက္ကသိုလ်ရောက်တဲ့အထိအမြဲတမ်းစောင့်ရှောက်ပြီးမွေးမြူခဲ့ရတဲ့မွေးမြူရတဲ့ကျေးဇူး၃ ဥရောဩဃာတကစပြီးတော့ဘဝယက်တီနိုင်တဲ့အထိပညာမျိုးစုံ ကြောင်းမျိုးစုံသင်္นานမျိုးစုံမှာ လောကရဲ့အကြောင်းတွေလူတွေရဲ့အကြောင်းတွေကိုသိအောင်မြင်အောင် ပြပေးခဲ့တဲ့မိဘဂျေဇူးအဲ့ဒီကျွေဂျေဇူးရဲ့မွေးဂျေဇူးရဲ့လောကအကြောင်းသင်ပြပေးတဲ့ဂျေဇူးရဲ့ဆိုတဲ့အဲ့ဒီဂျေဇူး၃ခုနဲ့ကိုဘယ်လိုမှကြည်ဖို့မလွယ်ပါဘူးလို့ဆိုပါတယ် မိဘမေတ္တာကိုကြည်အောင်ဆက်တဲ့ဤလေဘုရားကညွှန်ပြခဲ့ပါတယ်ပြောရရင် အများကြီးဖြစ်မှာမို့မပြောတော့ပါဘူးအဓိကကတော့မိဘကျေးဇူးတရားတွေကိုဒီသုံးခုဟာအခြေခံကြပါတယ်လို့ပြောချင်ပါတယ်နှို့ဂျူတိုက်ကျွေးအစာပေးကျွေးမွေးခဲ့ပြီးကျေးဇူးတွေယူရကျင်နာပိုးပမာမွေးမြူလာတဲ့ကျေးဇူးတွေ လောကအကြောင်းလူအကြောင်းကောင်းကောင်းသင်ပြပေးခဲ့တဲ့ဂျေဇူးတွေအဲ့ဒီဂျေဇူး၃ခုနဲ့နေအစဥပိုင်းကပြောခဲ့သလိုဘယ်လိုဂျေဇူးဆက်ဆက်ဂျေဖို့ဆိုတာမလွဲပါဘူးလို့ပြောကြရင်ငယ်ငယ်ကလေးကရခဲ့ဘူးတဲ့ကြပြလေးတွေကို အမှတ်တရဆိုရင်ညီကုန်းချုပ်လိုက်ချင်ပါလေကျွေးမွေးတုတ်တင်တက်ဆုံးမင်း ချစ်ခင်ရှာပြီးတို့မိဖေးငယ်စဉ်ကာလစီကံပြဆုံးမခဲ့ပြီးတို့အမိအဖေးအရွယ်ရောက်လာကြောင်းအကာပညာပေးပြီးတို့အမိအဖေးကြာမာဖို့ရေးပင့်ရာကျွေးလေးစားအပ်ပြီးတို့အမိအဖေးခွတ်စားရှင်ရင်မြတ်နိုးအင်းချစ်ခင်ရှာပြီး ို့အမိအဖေအားလုံးအားလုံးမိဘကျေးဇူးမြင့်မို့ဦးအထူးကြည်အောင်ဆန့်နိုင်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းဖြုတ်ခဲ့ပါတယ်။